ရှင်ဥပဂုတ်တာနဲ့ဝေဘူးဆရာတော်ဆိုတဲ့အကြောင်းပြောခြင်းနဲ့ဗျာရှင်ဥပဂုတ်တာမထေရမြန်မာလူမျိုးတွေရဲ့ဗုဒ္ဓဘာသာသာသနာတော်မှာအမတန်ထင်ရှားလာတဲ့မထေမြတ်ကြီးတစ်ပါးပါဇိနထပကာတဏီလိုဘုဒ္ဓဝင်ကျမ်းကြီးတွေအစရှိတဲ့ကျမ်းပေါင်းများစွာမှာရှင်ဥပဂုတ်တာမထေမြတ်ကြီးအကြောင်းဝေစာစွာရေးသားထားတာတွေ့ရှိနိုင်ပါလေဒီဒီမကပါဘူးအနောက်နိုင်ငံမှာလည်းထင်ရှားလာတဲ့ ကျမ်းနေမှာရှင်ဥပ္ပဂௌဒအကြောင်းပါပါတယ်မြမဗုဒ္ဓဝင်ကျမ်းများမှာတိဓမာတောကမင်းရဲ့အလှူတော်မာနရံကိုကောက်ွယ်ခဲ့ပုံနဲ့ပါပါတယ်နောက်ဆုံးမာနကိုပင် ရှင်ဥပ္ပဂௌဒကအကျွတ်တရားရရှိအောင် ဆုံးမတော်မူခဲ့ပါတယ်မြမာရရဲ့ရှင်ပြုအလှူတော်မှာမိုးဒံလေးဒံကောက်ွယ်ဖို့ရှင်ဥပ္ပဂௌဒယဟန္တာမထေရကို ပူဇော်ကြပါတယ်သာသနာတမိုင်းမှာရှင်ဥပ္ပဂௌဒရှိသည်ဖြစ်စေမရှိခဲ့သည်ဖြစ်စေမာနကိုနှိမ်နင်းနိုင်တဲ့ မထေမြတ်တပါးဆိုတဲ့အမှတ်သားဟာအလွန်လူသိများပါလေ။ရေကန်လေးလည်းမပြတ်သက်ကြောင်းဆောင်တယ်လေအတွေ့များလာပါလေ။တချို့မျိုးရတွေမှာဆိုရင်တသားဖောင်တွေဆင်ပြီးရှင်ဥပဂௌဒပူဇော်ပွဲတွေကြီးကျယ်ရှိပါလေ။ပိုင်းမြိုက်စွာလည်းပူဇော်တကာရပြုကြပါလေ။ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေဆိုရင်လည်းရေကန်ကြီးတွေကိုတွေ့ပါလေ။ရှင်ဥပဂௌဒဖောင်တော်လေးတီထားကိုယ်ွယ်ဖို့စိတ်ဆန္ဒရှိကြပါလေ။ ဒါအပြင်အနောက်နိုင်ငံကျန်းဒီမှာဆိုရင်တိဣဓမာတော်ကမင်းဗုဒ္ဓမြတ်စွာနေဟာမှတ်သားနိုင်ဖို့အတွက် ရှင်ဥပဂௌဒမထေရမြတ်ကပင်ဥဆောင်ခဲ့ကြောင်းရေးသားတွေကိုတွေ့နိုင်ပါလိမ့်။အခန်းကဏ္ဍအတော်များစွာမှာပင်ရှင်ဥပဂௌဒကပါဝင်ပါလိမ့်။ဒါပေမဲ့မြန်မာနိုင်ငံမှာတချို့သောသူတွေတီတွေကဒီဇလန်းဆက်ကွက်အဖြစ်ပြက်တွေကိုအယုံကြည်မထားပါဘူး။ရှင်ဥပဂௌဒကိုတာသနာမှပယ်ပါလေ။မိတို့ပင်ပယ်စီကမူသူ့အရာနဲ့သူ တွင်ကျယ်ပြီးကိုးကွယ်တည်ထားတာကတော့လက်ခံယုံကြည်ရမှာပဲဖြစ်ပါတယ်။ရှင်ဘဂုဒ္ဒသာသနာတော်မှာထင်ရှားသလိုတော့ရုပ်ရှင်ဇာတ်ကားလေးမှာလည်းခေတ်ဆက်ဆက်အောင်မြင်ကြောကြပါတယ်။ဝေဘူးဆရာတော်ဘုရားကြီးဟာရှင်ဘဂုဒ္ဒအယူအဆကိုလက်ခံတော်မူတဲ့သဘောရှိပါတယ်။ဘာကြောင့်လဲဆိုတော့ရွှေဘူအောင်မြင်ရေကမှာရှင်ဥပဂုတ်တာစံကြောင်းတည်ထားတာကိုတွေ့ရပါတယ်ဒီစံကြောင်းကလေးဟာကျွန်တော်တို့ငယ်စဉ် ဝေဘူးဆရာတော်ဖျားကြီးရှိစဉ်ကလေးကတည်ထားကြောင်းအမှတ်ရပါတယ်။ကျွန်တော်ငယ်စဉ်12နှစ်13နှစ်သားမှာရွှေဘိုမြို့ကိုသွားပြီးတော့အဘိဓမ္မာနဲ့ဝိတုဒ္ဓိမတ်ဆာမေဘွဲကိုဖြည့်ဆွရပါတယ်။ဆာမေဘွဲဖြည့်သွားတဲ့အခါမှာဝေဘူးဆရာတော်ဖျားရဲ့စံကြောင်းမှာဆရာတော်ကိုဝင်ရောက်ခတော့ပါတယ်။ဆရာတော်မိန်ကြားတဲ့တရားတော်မြတ်ကိုနာယူပြီးကျောင်းတော်ရဲ့တောင်ဘက်မှာရှိတဲ့ရှင်ဥပဂௌဒ်အကျောင်းဆောင်ကိုတော့ကြတော့ကြပါလေ ဲ့ဒီခါတုန်းကရှင်ဘတ်ကိုရာနဲ့ပတ်သက်တဲ့ဝိဝါဒတွေကိုရှိမှန်းမသိပါဘူး။နောက်မှသာသိရှိခဲ့ပါလိမ့်။ရှင်ဘတ်ကိုရာចောင်းဆောင်ရုပ်ထုနဲ့ပတ်သက်ပြီးသီလရှင်ကြီးဒေါ်စိတ်တဝတီအားမေးမြန်းမှုပါတယ်။သူ့အဖြစ်မှာတော့ဝေဘူးဆရာတော်ဖះကြီးရဲ့ရှင်ဥပကုဒ္ဒရနဲ့ပတ်သက်တဲ့အယူဆဟာရှင်းလင်းလာပါတယ်။ဟဲ့ဒါလဲတန်ဃာတော်ပဲမဟုတ်လားတဲ့။မှန်ပါဟုတ်ပါတယ်ဖေဟာတဲ့ တန်ဃာတော်ကိုယီမန်းပြီးလှူဒန်းပွဲဝတ္ထုတို့ကိုစက်ကတ်လှူဒန်းပူဇော်တာကလည်းကျိုးကျေးဇူးတွေများကြတာပါပဲလို့ဖြေဆိုပါတယ်။အဲဒီနောက်မှာတော့ရှင်ဘဂௌတပိဋိတော်ကိုပင် ပုံနှိပ်စေပြီးဓမ္မဒါနပြုတော်မူခဲ့ကြောင်းတွေ့ရှိရပါတယ်။ပိဋိတော်ကိုဆရာတော်ဘုရားကိုယ်တိုင်ဓမ္မဒါနပြုတာဖြစ်လို့ရှင်ဘဂௌတပူဇော်မှုကိုလက်ခံတယ်လို့မှတ်ယူရမှာပါ။ကျေးဇူးတော်ရှင်ဝေဘူးဆရာတော်ဖះကြီး လေးလတာများတည်င်းသောရာရွှေဘုံမြို့မဟာအောင်မြေကျောင်းထဲမှာရှင်ဥပဂုတ်တမထေကိုကျောင်းဆောင်နဲ့ရေကန်လယ်မှာကြက်ကြက်နနာပူဇော်ထားပါလေ။အခုအချိန်မှာတော့တိတ်ပြီးတော့ကောင်းကောင်းမွန်မရှိတော့ဘူးလို့အင်ဂျင်မင်းအရှိချောင်းကဆရာတော်ဦးမန္တလာကပြောပါတယ်။အင်ဂျင်မင်းအရှိချောင်းတိုက်ဆရာတော်အရှင်မန္တလာငယ်စဉ်စာသင်တော်ဘွားကမန္တလေးကိုစာဖြေကြွားတဲ့အခါမှာ ရွှေဘုံမြို့ကိုဝင်ပြီးမှရှင်ဥပဂௌတာကြောင်ဆောင်ကိုတော့တယ်ဆူတောင်းကြတယ်ပေါ့အဲ့ဒီတော့ဝေဘူးဆရာတော်ကြီးကပြုံး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 နဲ့ဒီမျက်စိလင်းရင်ဖြစ်စေစာချိုင်းရင်ဖြစ်စေအေးအေးကြောကြဟဲ့ဝိဖြေကြဟဲ့အဆရှိသဖြင့်လှမ်းမိတ်ပါလေမင်းတော်မူတဲ့အချိန်မှာအရှင်မဏလာတို့လိုစာတင်သားတွေအရှင်ဦးပညာဝန်သားတို့လိုအတူနေတပည့်ရင်းဆရာတော်ဖျားတွေကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပါပဲ။ ဲဒီခါမှာတချို့တချို့တော့တပည့်ရင်းတန်ခါရင်းတွေကနေပြီးတော့ကျေးဇူးတော်ရှင်ဝေဘူးဆရာတော်ဖះကြီးကိုရှောက်ထားကြပါလိမ့်တချို့တော်သူတွေကထေရဝါဒနဲ့မညီဘူးရှင်ဥပဂုတ်ရှိရလားကတော်ကောင်းရလားစသဖြင့်ပေါ့တချို့ကဆိုရင်ခုလူတော်ရှောက်တင်ကြပါလိမ့်ဆရာတော်ဖះတဲ့အရှင်ဥပဂုတ်တာဆိုတာတကယ်မရှိဘဲနဲ့အရှင်ဖះပါလောက်ကုန်ရင် နောက်လူတွေကပါလောက်ကုန်လိမ့်မယ်အစရှိသဖြင့်ဆရာတော်ကိုတော်မှဆရာပြန်လုပ်ပြီးတားဆီးဟန်နဲ့ရှုပ်တင်ပါလေဒီတော့ဝေဘူးဆရာတော်ဟာစကားတစ်ခုမဲ့ပြန်ပြီးမိတ်ပါလေ ဘလို့ပြန်မိတ်ခင်လဲဆိုတော့ဟဲ့တဲ့ငါကတန်ခါအမှတ်နဲ့ကြော့တာတဲ့တင်ကဲယုံထားတဲ့တန်ခါတပါးအနေနဲ့ကြော့တော့အဖြစ်မဖြစ်တော့ဘူးနေမှာပါတဲ့ဒီလိုပဲပြောပါလေဒီစကားကိုပြန်မိတ်ခဲ့တာကဆရာတော်အရှင်ဥပညာဝန်သားအရှင်ဥမနလာအစရှိတဲ့ဆရာတော်ဖျားကြီးတွေကိုယ်တိုင်ဖြစ်ပါလေဒီစကားကိုသုံးသပ်ကြည့်ရင်တန်ခါဟာတန်ခါပါပဲလို့ဝေဘူးဆရာတော်ကြီးကမိတ်မွတ်တတိပေးလိုက်တဲ့သဘောပါ ယဟနာဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေထေရဝါဒစံသည်ဖြစ်စေမစံသည်ဖြစ်စေလဲချက်ကိုဖယ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဝေဘူးဆရာတော်ဘုရားဟာတန်ဃာမဲ့နဲ့ကြောတာပါတဲ့သင်္ကန်းယုံနာတဲ့တန်ဃာတပါးအနေနဲ့ကြောတာအပြစ်မဖြစ်လောက်ဘူးနေမှာပါဆိုတဲ့စကားဟာအင်မတန်မှကိုလေးလေးမြတ်မြတ်ကြီးညိုစရာကောင်းတဲ့အချက်ပါဒီအချက်ဟာဝေဘူးဆရာတော်ဘုရားနဲ့ပတ်သက်ပြီးအလွန်အံ့ဩစရာကောင်းတဲ့အချက်ပါပဲဆရာတော်ဦးမနလာအင်ဂျင်မင်းအရှိအကြောင်းမှနေပြီးတော့ခုလိုပဲမှတ်မှတ်သားပြန်ဆိုခဲ့ပါတယ် ဖွားစိတ်တဟာလဲကျေးဇူးတော်ရှင်ဝေဘူးဆရာတော်ဖျားကြီးစီမာတိလရှင်ဝန်နဲ့နေခဲ့မှုပါတယ်အင်ဂျင်မင်ရှိကြောင်းမှာယနေ့ချိန်ထိတိုင်းမောတက်ရှိထင်ရှားရှိပါသေးတယ်ဝေဘူးဆရာတော်ဖျားကြီးမှာရွှေဘူအောင်မြင်မှာရှင်ဥပကုဒ္ဒခေါ်ရှင်ဥပကုတ်မထေမြတ်ရဲ့ပုံတော်ကိုပူဇော်ထားတဲ့ပတ်သက်ပြီးဆရာတော်ဖျားသူများလေးပြောတော့ရှင်ဥပကုတ်မထေရခိုင်းဆရာကြီးမကိုးကွယ်ကောင်းဘူးစသဖြင့်မေးလျှောက်ပါတယ်။သီလရှင်ဖွားစိတ်တဆိုတာလည်းဝီဝူဆရာတော်ဖျားရဲ့အရေးအောက်မှာကြီးပြင်းလာရတော့မကြောက်မရွံ့ရရဲဝံ့ မေးလျှောက်ဝင်တဲ့သူတယောက်ဆိုတော့အဲ့ဒီလိုမေးပါတယ်အဲ့မှာဝေဘူးဆရာတော်ဖះကဘလို့ပြန်မိတ်လဲဆိုတော့သင်္ကန်းကြီးယူတော့ယုံထားတာနေမတွေ့ဘူးလားတဲ့တန်ကာဟဲ့တဲ့တခြားဟာထဲတော့တာသေးတယ်တဲ့ဒီနေရာမှာမိတ်ဆွေနေလဲစဉ်းစားသုံးသပ်ကြည့်ပါခေယဝါဒစစ်တယ်မစစ်ဘူးဆိုပြီးတိုက်ခတ်နေတဲ့သူတွေကရောတာရဲ့လားလုံရဲ့လားဆိုတဲ့ချက်ပါဒီအကြောင်းကိုပြောပြချိန်မှာဝေဘူးဆရာတော်ဖျားကြီးကိုလည်းလက်စေပြမူပြီးတော့ရှ िख ိုးကြော့ ပူဇော်မိပါတယ်။ရှင်ဥပကုဒ္ဒမထေမြတ်ကြီးနဲ့ပတ်သက်လို့ထူးထူးခြားခြားမိန့်ခဲ့မှုတဲ့ဆရာတော်ကြီးသုံးပါမိန့်ခဲ့ပုံကိုလည်းထုံနှုတ်တင်ပြလိုပါတယ်။ပထမဆရာတော်ကြီးကတော့စကိုင်းတောင်ကအနောက်ပရဂမဆရာတော်ကြီးပါ။ဆရာတော်ကြီးဟာအကျင့်ပရိယပဋိပတ်ပြည့်စုံလုံးလို့ယဟန်နာလိုကြော်ကြားတော်မူခဲ့ပြီးတခြားဆရာတော်ကြီးတွေက လာရောက်မိ мян ခဲ့တဲ့အခါမဟုတ်ရပါဘူးလို့ရိုးသားသားမကွယ်မဝက်ဖြေကြတော့ပူပါတယ် ဒီလိုဆရာတော်မျိုးပြေလည်တော်မူသွားတော့တရားအားထုတ်မှုတွေထူးခြားဖြစ်စဉ်တွေကိုနေရလအတိကျတဲ့မှတ်သားထားတဲ့ဒါယာကြီးလေးခြံခဲ့ပါတယ်။ရှေဘဂုဏမထေမြတ်ကြီးကောင်းငင်ကဇန်နဲ့ကြွပြီးလာရောက်တွေ့ဆုံတာကိုရေးသားမှတ်တမ်းတင်ထားတာလေးဖတ်ရပါတယ်။ဒုတိယဆရာတော်ဖခင်ကြီးကတော့အသက်30ကျော်ကလေးကယဟန်နာလိုကြော်ကြားတော်မူခဲ့တဲ့စားတောင်ဆရာတော်ကြီးပါ။ဆရာတော်ကြီးကိုအဘိညာဉ်ရရှိထားတယ်လို့ယုံကြည်ကြတဲ့အလျောက်တနေ့မှတပည့်တွေက ရှင်ဥပကုဏယဟန္တာတကယ်ရှိလားလို့မေးမြန်းပါတယ်။စားတော်ဆရာတော်ဘုရားကဘလို့ပြန်ဖြေလဲဆိုတော့ရှိတာပေါ့တဲ့။ရှေးခေတ်ယဟန္တာတွေဟာမိုးရွာလို့ရေမဆိုးသေးခြင်းရင်ခေါင်းကိုလက်နဲ့တက်ချတာနဲ့ရေမဆိုးဘူးတဲ့။ရှင်ဥပကုဏကလည်းမိုးမရွာစေခြင်းရင်ကိုးကွယ်စည်းကပ်ပါဆိုပြီးပွဲပေးလိုက်မိုးမရွာတော့လို့ညီပေးလမ်းပြပါတယ်။ဝေဘူးဆရာတော်ဖျားကြီးကလည်းအခုလိုမျိုးမိတ်ပါလေဆရာတော်ဖျားကြီးကအစောပိုင်းကလာတွေမှာ အဘိညင်းတွေကိုပေါပေါထင်ထင်အသုံးပြုခဲ့ပူပါတယ်ဝေဘူးတောင်ရုံးတစ်လျှောက်ကစတီတွေကိုရန်ဖန်ရန်ကရွှေရောင်အသွင်မီလုံးကြီးအသင်ရွှေရောင်တောက်ပနေတဲ့ဆရာတော်ကြီးတွင်လည်းနနက်တကြိမ်ညနေတကြိမ်မြည်ပူဆိုလို့ရှိပါတယ်ဒီလိုမြည်ပူဆိုတာကိုတောင်ရိုးအောက်ခြေဒီမှာညနေတိုင်းလာရောက်ဖူးမြော့ကြည့်ညိုတဲ့လူတွေဟာအယောက်ရာနဲ့ကြည့်ရှိပါတယ်ဆရာတော်ကြီးဟာဗုဒ္ဓဂါရာကမဟာစေတီမှာလဲစေတီရက်ကနဝတ်ကိုဖြည့်ကျင့်တော်မူတယ်လို့ဆိုပါတယ် ဒီလိုမျိုးဆရာတော်ကြီးဟာသူ့ကျောင်းမှာရှင်ဥပဂုတ်ရကျောင်းဆောင်ကိုစောက်ထားပြီးနေတိုင်းဝတ်ပြုပြီးရှိပါတယ်။ဒါကိုဝေဘူးဆရာတော်ဖျားကြီးကဂုဏကပြောခဲ့တယ်လို့တန်ကသင်္ကန်းခြုံထားတာနင်တို့မမြင်ဘူးလားဆိုပြီးမိတ်ပါတယ်။နောက်တစ်ခါဆုံးလုံးဆရာတော်ဖျားကြီးရဟန်းတော်ဖြစ်ပြီးနောက်တည်းအာရုသင်္ခါယလွတ်ပါဆိုတဲ့အတန်းကြတော့ဆရာတော်ကြီးကမလွတ်ဘူးဟဲ့လို့ပြန်ပြောလိုက်ပါတယ်။နောက်နေ့ကိုထင်ပြပြီး အရှင်ဖျားတစ္ဆာလေးပါတရားမဟောနဲ့လို့ထားလျှောက်တော့ဟောမယ်လို့ဆိုတော့ဝမ်းနဲ့တန်နဲ့ဟဲ့တရဝါရီတို့ကျုပ်ကုံတော့မှာပဲလို့မန်နဲ့ကညီးပြီးပြန်သွားပါတယ်။ဆရာတော်ကြီးလည်းဘဲပုဂ္ဂိုလ်များဖြစ်မယ်လိုက်ကြည့်တော့မန်နဲ့ရဲ့အချွေရဲ့နတ်သားဖြစ်နေပါတယ်။မန်နဲ့ကသူတော်ကောင်းကြီးဖြစ်နေတယ်ဆိုတဲ့ပြောကြချက်ကဒီမန်နဲ့ဟာနောက်ကအာသောကဆိုတဲ့မင်းလူမှာရှင်ဘဂုရဆိုတဲ့ယဟန်ရဲ့ခြေချွင်းချင်းကြောင့်အတိတရားရလိမ့်မယ်ဆိုတဲ့ဖျားပြားထိတော်နဲ့တည်ကြပါပဲ။ ဒီလိုမန်နဲ့ကိုသူတော်ကောင်းဖြစ်သွားစေတဲ့အကြောင်းတရားကလည်းရှင်ဥပ္ပကုဒ္ဒမထေရမြတ်တမိုင်းအကြောင်းတွေကလွဲလို့ဘယ်ကျမ်းမှာမှမရှိပါဘူးတေဝိဇ္ဇပုရယဟန္တာကြီးလိုထင်ရှားတော်မူတဲ့သိန်းကောင်ကိုဆရာတော်ဘုရားကြီးရဲ့ရိတ်တာမှာလဲဆရာတော်ကြီးလက်ထက်တွေကရှင်ဥပ္ပကုဒ္ဒမထေရမြတ်ကြီးကိုကိုးကွယ်ပူဇော်ထားပါတယ်တချို့ဘာသာရေးပြဿနာတွေကစံစာတွေနဲ့လည်းမဖြေရှင်းနိုင်ဘူးကျိုးចောင်းယုတ်တိယုတ်တာနဲ့လည်းအဖြေမထွက်ဘူးဆိုပြီးတော့အကျိုးပြည့်နဲ့စဉ်းစားဆုံးဖြတ်ရပါတယ် ရာဇဝင်မှာဘင်းပွဲတော်စားကိုယဟန်ယောင်ဆောင်ပြီးလှူခံသွားတာရှိပါတယ်။လက်ကြည့်ရတဲ့အမတ်ကပရိရဲ့တော်မီရှောက်တော့ငါတော့ယဟန်နာကိုစွန့်လောက်မိတယ်ဆိုတဲ့ပီတိကုသစိန်နဲ့ကောင်းကျိုးတရားတွေဖြစ်ထွန်းသွားတဲ့မင်းတပါရှိပါတယ်။ရှင်ဘောကုရယဟန်နာမထေကြီးရှိတယ်ဆိုပြီးကိုးကွယ်ပူဇော်တဲ့သူတွေမှာဒီမထေကြီးမရှိခဲ့ရင်တော့ဘာကျိုးတရားမှရွရော့သွားစရာမရှိပါဘူး။ကုသတရားတွေသာတိုးပွားလာပွဲရှိပါတယ်။ ရှေဥပုံကလည်းယဟနာမထေကြီးရှိပါလေနဲ့မရှိပါဘူးလို့ညင်းပယ်ပြမဝေဖန်လိုက်ရင်ဒါအခက်မသိရင်ဒါဟာကို့အတွက်အရိယူပဝါရကံထိုက်ပါလေမတ်ဖို့ရရှိမဲ့အခွင့်အရေးဆုံးရှုံးသွားနိုင်ပါလေတခါရှေဥပုံကလည်းမထေလောင်းလူပူဆောင်မဲ့ပွဲတွေကိုလည်းပိတ်ပင်တားမြစ်ခရင်လောကတိတ်တယဟန်လုံးတန်တရားမှာနေမောရပါမယ်ကင်းတော်ရဆရာတော်နဲ့တီးလုံးဆရာတော်တို့ဖြစ်ကိုနမူနာယူပြီး ဘာသာရေးအငြင်းပွားမှုမှာကိုယ့်ရဲ့စဉ်ကျင်ဘက်ရမှာပဋိပတ်အချင်းမြတ်နဲ့ပြည့်စုံတဲ့ယဟနာရှင်မြတ်တွေရက်တည်နေတယ်ဆိုရင်တော့ကိုယ့်ယူဆကိုပြန်လဲသုံးသပ်သင့်ပါတယ်လို့တင်ဆက်ပေးလိုက်ရပါတယ်။